ကုတ်ကုတ်ကိုစိတ်ချမ်းသာအောင်ထားပါတကယ်တော့ကိုစိတ်ချမ်းသာအောင်ကိုကပဲလုံနိုင်ပါတယ်ကိုစိတ်ဆင်းရဲအောင်လေ ကိုကိုယ်တိုင်ပဲလုပ်လို့ရပါတယ်အဖြစ်ပြက်အခြေအနေအာယုံတစ်ခုအပေါ်ကိုလက်ခံလိုက်တဲ့စိတ်ပုံစံအပေါ်မှာမူတည်ပြီးတုံ့ပြန်မှုပုံစံတွေကွဲပြားသွားတာပါ လူတယောက်ကြောင့်ကိုစိတ်ထိခိုက်နာကျင်ရတယ်။အခြေအနေတစ်ခုခုကြောင့်ကိုစိတ်ဆင်းရဲဒေါသထွက်ရတယ်။အဖြစ်အပျက်တစ်ခုခုကြောင့်ကိုဝမ်းနည်းတောကရောက်ရတယ်ဆိုတဲ့အရာတိုင်းမှာအဲ့ဒီလူကအခြေအနေကအဖြစ်အပျက်က ကိုကိုစိတ်ဆင်းရဲအောင်လုပ်နိုင်တာမဟုတ်ပါဘူး။ ကိုခံယူလိုက်တဲ့စိတ်ပုံစံကြောင့်သာစိတ်ဆင်းရဲစရာနာကျင်စရာအဖြစ်ကိုကလက်ခံယူလိုက်တာပါတကယ်တော့ကိုစိတ်ကသာ အခရာပါဥပမာလူတစ်ယောက်ကကိုကို ထိခိုက်နာကျင်အောင် တိုက်ခိုက်စော်ကားလာခဲ့ပြီဆိုပါတော့ကျမတို့ရဲ့တုံ့ပြန်မှုတွေအမျိုးမျိုး क्वे ပြားနိုင်ပါတယ် ကြည်စံသူကငါ့ကိုစော်ကားလိုက်တာလို့ခံယူလိုက်ရင်ဒေါသထွက်နာကျင်ရပါတော့မယ်။အော်သူငါ့ကိုဒီလိုတိုက်ခိုက်ဖို့အတွက်သူ့မှာစိတ်ဆင်းရဲစရာမပျော်ရွှင်စရာတွေရှိနေမှာပဲ။တနာဖို့ကောင်းလိုက်တာလို့တွေးကြည့်လိုက်ရင် သူ့ကိုတနာကယူနာတတ်တဲ့စိတ်ဖြစ်ပါမယ်။ဟေးသူပြောသမျှဟာကိုမမဟုတ်တာ ဘာနာစရာရှိတယ်လဲလို့တက်တောင့်တက်တာဖြေတွေးလိုက်တဲ့အခါကျမတို့စိတ်မှာဖြစ်စရာဘာနာကျင်စရာမှအကြောင်းမရှိတော့ပါဘူးဒါဟာကျမတို့လက်ခံခံယူလိုက်တဲ့စိတ်ပုံစံအတိုင်းတုံ့ပြန်မှုတွေပုံစံကွဲသွားတာဖြစ်ပါတယ်သူကြောင့်ကိုစိတ်ဆင်းရဲနာကျင်ရတယ်ဆိုရင် သူကကိုယ့်ရဲ့စိတ်ကိုလွှမ်းမိုးချေလည်ခွင့်ရသွားပါပြီတကယ်တော့ဘသူကမှဘယ်အရာကမှဘယ်အာယုံကမှ ကိုယ့်ရဲ့စိတ်ကိုထိခိုက်နာကျင်အောင်မလုပ်နိုင်ပါဘူးကိုယ်စိတ်ထိခိုက်နာကျင်အောင်ကိုယ်ကပဲလုပ်နိုင်တာပါ စိတ်ဆင်းရဲနာကျင်မှုတွေဟာ ကိုယ်နဲ့မထိုက်တန်ဘူးလို့တွေးကြည့်လိုက်ပါ ကို့မှာ ကိုပဲရှိပါတယ်ကိုကိုကိုစိတ်ချမ်းသာအောင်ထားမယ်စိတ်ချမ်းသာအောင်တွေးမယ်စိတ်ချမ်းသာအောင်နေထိုင်မယ်ဆိုရင်တောကနဲ့ဝေးရစီရှောက်လန်းနေတာပဲဖြစ်ပါတယ်